ကချင်ပြည်နယ်ဗမော်မြို့ရှိစကခ21အမှတ်27စစ်စင်ကိုကဲမှုဌာနချုပ်ကိုစစ်ကူလာပို့စဉ် KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မဟာမိတ်တွေကပြစ်ချလိုက်တဲ့ MI7 ထင်းတိုက်ခိုက်ရေးရဟတ်ရင်20နဲ့ပတ်သက်ပြီးနောက်ဆက်တွဲဗီဒီယိုမှတ်တမ်းတွေထွက်ပေါ်လာနေပါတယ်ဒီရဟတ်ရင်တွေကိုပြန်တန်းနေစဉ်မြေပြင်ကနေလေရင်ပြစ်လက်နက်နဲ့ပြစ်ခတ်တာမဟုတ်ဘဲမြေပြင်မှာခိတ္တရက်ပြီးလူအတင်ချလုံနေစဉ်မှာ ဒရုန်းနဲ့ဒရော့ဘုံကျဲချတိုက်ရိုက်တိုက်ခိုက်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ရဟတ်ရင်အပေါ်ပိုင်းထိခိုက်ပျက်စီးသွားတာကိုဗီဒီယိုမှတ်တမ်းတစ်ခုမှာတွေ့ရပါတယ်ရဟတ်ရင်ပျက်ကြပြီးမီးလောင်ထားတဲ့နေရာမှာမီးမလောင်တဲ့လေယာဉ်မှုအလောင်းနဲ့မီးလောင်ပြီးဘယ်သူမှမသိတော့တဲ့အလောင်း18လောင်းတွေ့ရပါတယ်မီးလောင်ထားတဲ့လက်နက်မျိုးစုံ14လက်သိမ်းမိတာကိုဒေတာတွင်မီဒီယာတွေမှာ တပ်ပုံမှတ်တမ်းဖော်ပြထားပါတယ်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ရဲ့လူယုံတူဖြစ်သူ နိုင်ငံတော်ကာကွယ်တပ်ကတော်ကအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုမေ22မိနစ်ပိုင်းမှာရှင်းလင်းချိန်မုံလိုက်တယ်လို့ Golden Valley Warriors ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ရန်ကုန်မြန်ကုန်မြို့နယ် A1 လမ်းမှာတိုက်ခိုက်ချိန်မုံတာဖြစ်ပြီးဒီဗိုလ်ချုပ်ဟောင်းဟာ အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ပြည့်တဲ့ဝနကျော်ထင်ဘွဲ့ကိုမကြသေးခင်ကမှရထားသူလို့ဆိုပါတယ်စစ်ကောင်းစီတာဝန်ရှိသူတွေစစ်ကောင်းစီကိုအထောက်အကူပြုအားပေးနေသူတွေကိုတော်လန်ရေးလိုအပ်ချက်အရဆက်လက်တိုက်ခိုက်သွားမယ်လို့ Golden Valley Warriors ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်ပဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို ဒေသခံတော်လိုင်းတပ်တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရမှာစစ်ဗိုလ်တဦးအပါဝင်၄ဦးသေဆုံးတယ်လို့ Peacock Drone Team မြိုင်ကသတင်းထုတ်ပြန်ပါတယ်။မေ27ရက်လပိုင်းမှာ Facewing Drone 6စင်းနဲ့ဘုံသီး12လုံးကျဲချတိုက်ခိုက်တာလို့ဆိုပါတယ်။ဒီစစ်စီရေးကို Peacock Drone Team မြိုင်နဲ့အတူရင်းမာပင် KIA တပ်ရင်း35နဲ့18ကဏီ PDF မြိုင် Drone Force အမှန်တကယ်ငုံပါဝင်ဒေတာရင်းတော်လိုင်းတက်တွေပူပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် TNL တရားမျိုးသားလူမျိုးတက်မတော်ထိန်ချုပ်ဒေတာနောင်ချုံမြို့နယ်အုံမတိရွာကို Jet Fighter ကပေါင်250ဘုံ၄လုံးကျဲချတိုက်ခိုက်သွားတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်မေ20ရက်နေ့နေ့လယ်12နာရီကမှနှစ်ကြိမ်ဇက်တိုက်ကျဲသွားတာဖြစ်ပါတယ် မေ27မှာလေဒီရွာကို drone ဘုံ15လုံးကျဲသွားတဲ့ဒဲကတလုံးဟာအစိမ့်ငွေဘုံဖြစ်ပြီးအဲ့ဒီဘုံကျဲချမှုမှာဒေသခံတဦးတန်ရာရတယ်လို့ဖော်ပြပါတယ်။ရှမ်းမြောင်းနယ်ရှမ်းတောင်ဆက်ဒေသရှိရက်ဆောင်မြို့နယ်ကြောက်ခုတိုက်နယ်ကလွေဟောင်ရွာနဲ့ဖယင်းကုန်းရွာကြားကိုစစ်ကောင်စီကအစိမ့်ငွေဘုံတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့ တနုပြည်သူလွတ်မြောက်ရေးတပ်တော် DBL ကသတင်းထုတ်ပြန်ပါတယ်။မေ20ရက်နေ့လယ်12နိုင်ကနေ3နိုင်အတွင်းအစိမ့်ွေဘုံ၅လုံးကိုအဲ့ဒီ URDC drone နဲ့ကျဲချသွားပြီး3နိုင်ခွဲကမှာတော်လှန်ရေးတပ်တွေရှိတဲ့ဘက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တယ်လို့ဖော်ပြထားပါတယ်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းရွာနီးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ပိုးပြည်သူ့စစ်ပူးပေါင်းတပ်စခန်းဂုံးတစ်ခုကိုတော်လိုင်းတပ်တွေကသိမ်းပိုက်လိုက်တယ်လို့ Karenny People's Voice ကဖော်ပြပါတယ်။ဖေကုံပင်လောင်းအဆက်နာကစခန်းတစ်ခုကို သိမ်းပိုက်တာဖြစ်ပြီးသုံးပန်းတချို့ကိုဖမ်းမိထားတယ်လို့ Karenny အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒါအေဆိုးကပြောပါတယ်။ဆက်ဆက်ဒီတော့ဒီမှာတိုက်ပွဲပြင်းထန်နေစေဖြစ်ပြီး စိတ်ကောင်းစီဘက်ကလေရင်ပစ်ကူသုံးတဲ့အပြင်အစိမ့်ဝေးဘုံနဲ့ပါတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ဖေကုံမှာရှိတဲ့အမှတ်336ချင်းမြန်တရင်ကနေလေလက်နေကြီးပစ်ကူပေးနေတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့တောင်ဘက်ရှိဝော်လီဒီသားကစစ်ကောင်စီရဲ့မော်ခီစခန်းကိုဂေါ်သူလီအာမီ KTLE နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက မေ27မှာစတင်တိုက်ခိုက်နေတယ်လို့ KIC Crane Information Center ကဖော်ပြပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဖလူးဝော်လီလမ်းပိုင်းကိုပိတ်ထားပါတယ်။တော်လိုင်းတော်တွေဘက်က drone နဲ့တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလေရင်နဲ့ဝဲနေပေမဲ့ထိုင်းနယ်စပ်မြင်းနဲ့နီးကပ်လွန်းတာကြောင့်ဘုံကျဲဖို့ခက်နေပုံရတယ်လို့ရှေ့တန်းရဲဘော်တူဦးကပြောပါတယ်။ ကရင်တော်လိုင်းတပ်တွေဟာတောင်ရင်မြေအောက်ပိုင်းရှိ KNL တပ်မခွနစ်ဒေသကစစ်ကောင်စီစခန်း၈ခုကိုဇက်တိုက်သိမ့်ပိုက်ပြီးတဲ့နောက်တပ်မ၆ဘက်မှရှိတဲ့စခန်းတွေကိုဇက်တိုက်ထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။ကရင်တော်လိုင်းတပ်တွေဘက်ကဇက်တိုက်တိုက်ပွဲပေါ်လာတာနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရပဒူစော်တော်နီကို BNN ကမေးမြန်းတဲ့အခါအခုလိုဖြေကြားပါတယ်။ ကျွန်တော်တို့ကတော့နိုင်ငံရေးစစ်ရေးဥရောဟန်ကျင်းကြီးပြည်ပဖို့အတွက်အမြဲတမ်းကြိုးစားပြီးတော့ထင်း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 နဲ့ဟိုတလန်းချင်းတိုးနေတာပဲဖြစ်ပါတယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြတဲပေးဒုက္ခကိုကြုံတွေ့နေရတဲ့ကျွန်တော်တို့လူထုအတွက်လည်းမတွက်ချက်လို့မရဘူးဗျဘာဖြစ်လဲဆိုတော့အဲ့ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတမဟုတ်ချင်းတိုးလာတဲ့ကျွန်တော်တို့ရဲ့စစ်ရှောင်ဥယေက နော်အခုကတသန်းကြော်ရဲဆိုတာဘလို့မှပြန်မကြောက်ဘူးတည်းဆိုတော့ဒီကိစ္စကိုကျွန်တော်တို့အမြဲတမ်းရုန်းကန်နေရတယ်စစ်လက်တိုက်တယ်နိုင်ငံရေးအရာတမန်ကြီးတမန်ကြီးတိုးရဲဆိုပေမဲ့လို့အဲ့ဒီကိစ္စကမိထားလို့မရဘူးက နီလကောင်ပဲကျွန်တော်တို့နိုင်ငံရေးရရောစစ်ရေးရရောတိုးချက်လာတဲ့ကျွန်တော်တို့ဟိုနယ်မြေထိမ့်သိမ်းမှုအပိုင်းမှာဆိုရင်လည်းပဲတည်တည်ငြိမ်ငြိမ်အုပ်ချုပ်နိုင်ဖို့အတွက်ကကျွန်တော်တို့အတွက်အရန်အရေးကြီးတဲ့ပုံမှာဘယ်ဟာမဆိုအလောတကြီးနဲ့ဆုံးဖြတ်လောက်မလောက်ကင်မိဘူးကအရန်အရေးကြီးတဲ့ပုံမှာတော့ကျွန်တော်တို့ကတော့ဒီတလှမ်းချင်းတလှမ်းချင်းသွားနေတဲ့ဟာကိုတော့ကျွန်တော်တို့မြင်တာကတော့ပြည်သူလူထုကနေပြီးတော့တဖြည်းဖြည်းနားလည်လာလိမ့်မယ်လို့ပဲကျွန်တော်တို့ပြုံကြည်ယူဆမိပါတယ်ခင်ဗျာ ကရင်တော်လိုင်းတပ်တွေဟာတောင်ရင်မြစ်တစ်ချောင်းမှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နေတဲ့အပြင်မြဝတီကော့ကရစ်ကြုံတိုးလမ်းတစ်ချောင်းမှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုလည်းပိတ်ဆို့တိုက်ခိုက်နေတာလာနဲ့ချီနေပြီလို့သိရပါတယ်ခင်ဗျာ။